မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အပြီးခွေကရန်ချောင်းလုံးယူတယ်နေ့တွင်နေ့အတေကိုတင်ပေးသွားမှာဖြစ်ပါတယ်ဗောနော်ဒီတွင်နေ့ကတော့ကျွန်တော်ဒီတောက်ချောက်ကိုပြေးလာခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ပြေးခဲ့တဲ့တပတ်မှာအာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာခုနှစ်တလုံးပဲခြာပေးသွားခဲ့တယ်ဗောနော်ဆက်ပြီးတော့ပေးမသွားခဲ့ဘူးဗောနော်၄၅ချောင်းခွန်၈၉တုံများထဲကနိနိခွန်ဆိုတဲ့အတွက်ခုနှစ်တလုံးတာလင်း ကျွန်တော်အပိတ်နေရာကချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲဒီမှာတစ်ကြိမ်ဖောက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အပိတ်ပေါင်း20နဲ့၄ကြိမ်မှာတစ်ကြိမ်ဖောက်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်တွင်နီနဲ့တကွာတော့အချင်းပြပေးထားတာဆိုရင်ဒီလိုလေးတောက်လျှောက်ပြလာခဲ့တယ်ဆိုပေမဲ့ပြည့်ခဲ့တဲ့တစ်ပတ်မှာဖောက်သွားခဲ့တဲ့အတွက်စိတ်တော့မကောင်းဘူးပေါ့နော်โอเคကျွန်တော်တို့ဒီတွင်နီအဆက်ကိုကျွန်တော်အသုံးလုပ်တဲ့မိုက်ဆွေမြောက်အသွဲပေါ့နော်တွင်နီနဲ့တကွာထပ်ပြီးတော့အချင်းပြပေးသွားပါမယ်ခင်ဗျာ ဒါလေးကတော့ကျွန်တော်တို့ရဲ့တော်နည်းဖြစ်ပါတယ်ဒီ6နှစ်ချိန်ဟာဆက်နှစ်ပေါ့နော်အဲ့ဒီနှစ်နဲ့ဒီ3ပေါင်းက9နှစ်ပေါင်း30ဒီမှာ3တလုံးရှိတယ်ပေါ့နော်ပြီးရင်ဒီ9နှစ်နှစ်နဲ့ထပ်ပေါင်းတာခွန်ဖြစ်ပါတယ်6နှစ်ချိန်က8 8 9ခွန်ပေါင်း85ကို နောက်ထပ်အနောက်မှာရှိတဲ့8နှစ်ထပ်ပေါင်းထားတာဖြစ်ပါတယ်3ခွန်ပေါင်း30 9နှစ်8ပေါင်း73ဆိုတဲ့အတွက်305 6ခွန်89ဆိုပြီးတော့အလိုယူလိုက်တာပေါ့နော် အဲ့မှာသူရှားပြီးသားတာ6ရှစ်ခွန်စရဲအတွက်ကြောင့်မို့ကျွန်တော်ဒီမှာ6ခွန်ရှိ6ရှစ်ခွန်စပြီး၃လုံးအပြီးရှားပြီးသားခဲ့တယ်ပေါ့နော်6ရှစ်ခွန်တပင်၃ကဖြစ်ပါတယ်ဒါကြောင့်မို့၃လေး5 6ခွန်6 9မှာ6ရှစ်ခွန်စပြီးပြထားတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တပတ်ခုနှစ်ကြိမ်တော့အားဆိုရင်ဒီခြေနာကြိမ်16 6နဲ့6ပေါင်း7နဲ့ခွန်ပေါင်း9 9ပေါင်း7ပေါ့နော်ဆိုတော့ဒီ6နဲ့6နဲ့ထပ်ပေါင်းတာက7နဲ့7ကြိမ်ပေါင်းရှင်း2 ပြီးတော့ချင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။နင်းနဲ့ချင်းပေါင်း30နင်းနဲ့နှစ်ပေါင်း400ရာတဲ့အတွက်05 68 9တုံညာပါတော့အဲ့ဒီထဲကနင်းနစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်တလုံးသားလေးအပိတ်နေရာကခြားပေးသွားခဲ့တယ်ပါတော့ဒါကြောင့်မို့အဲ့ဒီတွင်နီကတော့ကျွန်တော်ပြခဲ့တဲ့ဘက်မှာတွင်နီနဲ့တကွာတင်ပြလိုက်တဲ့အချိန်ကြမှာဖောက်သွားခဲ့တယ်ပါတော့နောက်ထပ်ကျွန်တော်ဒီချစ်ကြိမ်အတွက်ထပ်ပြီးရှင်းပြပေးသားမယ်ပါတော့နေ3 6 ချစ်ခွန်ပေါင်းရှင်က15ရမယ်ပေါ့နော်ကျွန်တော်6နဲ့5ပေါင်းရှင်က7ဖြစ်ပါတယ်အဲပြီးတော့4နဲ့5ပေါင်းရှင်က9ပြီးရင်4 3လီက7ပေါ့နော်7ကိုကျွန်တော်ရှင်းနဲ့ထပ်ပေါင်းလာမှာဖြစ်ပါတယ်စနေဒီရှင်းနဲ့ထပ်ပေါင်းမှာပေါ့နော်ဒါဆိုရင်နေနဲ့ချက်ပေါင်း30ကိုနဲ့တစ်ပေါင်း30ဆိုတဲ့အတွက်ဒီတွင်နေ့ချိန်နေတဲ့မှာဆိုတဲ့အတွက်ကတော့3များ3 3 5 6ခုဆိုပြီးတော့ sorry 3များ3 3 5 6ထဲကကျွန်တော်၃လုံးကိုယူရမှာဖြစ်ပါတယ်ပေါ့နော် ဒါတော့နည်းအရာပါနော်တနည်းအရာတော့များတနည်း3 4 6ဆိုပြီးရတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အပြည့်ခွေကဏ္ဍရှောင်းလုံးယူတဲ့နည်းကိုသင်ပေးသွားမယ်ပါနော်ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်က9 6 8ပုံသူဖြစ်ပါတယ်ပါနော်တော်တော်ဒီနည်းနည်းခွန်တပင်ဖောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ပြက်တာဖြစ်ပါတယ်ဒီ6 6ခွန်ကနေစပြီးတော့ခြားပေးလာခဲ့တဲ့ဒီအပြည့်ခွေရှောင်းလုံးတွေ့တဲ့နည်းကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပါနော်သင်ပေးသွားမှာဖြစ်ပါတယ် အပြီးခွေကနန်း၆လုံးယူတဲ့နီးပေါ့နော်၆လုံးထဲက၃လုံးအပါယူတဲ့နီးဖြစ်ပါတယ်ဒီမှာမိတ်ဆွေများသိအောင်ပေါ့နော်ကျွန်တော်တို့ဒီမှာအာ20နဲ့တကွာအချင်းပြပေးသွားမှာ ဖြစ်ပါတယ်ပေါ့နော်အာဒီမှာဆိုရင်လုံယူထားတာဘယ်တခုမှမရှိဘူးပေါ့နော်ဒီအတိုင်းပဲကျွန်တော်တို့ယူတွဲပြပေးသွားမှာဖြစ်ပါတယ်ရှိ၃လုံးအနောက်၃လုံးအောက်၃လုံးအဲ့ဒါလေး ਨੇ ကျွန်တော်ယူထားတာပေါ့နော်ဒီလေးနာချိန်ရှိလေးနာချိန်ရှိရှင်းနေချက် 6ပေါင်းတာ14 965နိနစ်ပေါင်းတာ၄တိခွန်နဲ့တုံများပေါင်းခွန်ပါနော်ဆိုတော့ကျွန်တော်တို့ဒီမှာငါဒီကနေအလုံးထပ်ပေါင်းအောင်ပါဆိုတဲ့အတွက်ခွန်နဲ့10ပေါင်း85ငါနဲ့ပေါင်းရင်30လေးနဲ့4ပေါင်း8 8ခွန်ပေါင်း15ရာတဲ့အတွက်ကြောင့်မို့ငါ6ခွန်8လို့ယူမှာပေါ့နော်ငါ6ခွန်8အဲ့ဒီ8ကိုနောက်ထပ်3နဲ့ထပ်ပေါင်းရတာပေါ့နော်8နဲ့3ပေါင်း7 7 ငါချောက်ခွန်ရှိတင်းနေတဲ့ကတုံးလုံးအပါပါတော့အဲ့ဒီမှာသူချပြီးတော့ကတုံးများလေးတည်ပြီးတော့နောက်ထပ်တစ်ပြက်မှာရှစ်ချောက်ခွန်ဖြစ်ပါတယ်။ရှစ်ချောက်ခွန်ဆိုတဲ့အတွက်ငါချောက်ခွန်ရှိတဲ့ကဒီမှာ6ခွန်ရှိရှစ်ချောက်ခွန်ပါနော်။ Okay ရှစ်ချောက်ခွန်ဆိုတဲ့အတွက်အဲ့ဒီရှစ်ချောက်ခွန်တစ်ပြက်ကနေပဲအပေါ်ကယူတဲ့နှီးတိုင်းပဲပေါ့နော်ကျွန်တော်ထပ်ပြီးတပြပြပေးတော့မှာဖြစ်ပါတယ်။ငါတုံးများလေးတုံးများငါနဲ့ပေါင်းရှင်းက နှစ်နှစ်ကြိမ်ကလေ၃နှစ်ကြိမ်၆၆နှစ်တိ၈ပေါင်းတာ၁၄နှစ်နှစ်၆ပေါင်းတာ၈၉ခွန်က၁၆၈နှစ်ကြိမ်၁၆ခွန်နဲ့ပေါင်းတာ၁၃ကိုတုံးပေးရထားတာပေါ့နော်အဲ့တော့ကျွန်တော်အိမ်မှာဒီ၅လေးပေါင်းရှင်းက900ရတယ်ဗောနော်၅လေးပေါင်း9 9ရှိက7ခွန်9နဲ့3ပေါင်း20လေးနဲ့6ပေါင်း30ဆိုတဲ့အတွက်တုံများဖြစ်မယ်ဗောနော်ဒါကြောင့်မို့အပေါ်ကယူတဲ့နေ့တိုင်းပဲတုံများတင်းနေ3 3ကိုလေး3နဲ့ထပ်ပေါင်းတာက6ခွန် ုံးများတင်းနဲ့သုံး6ခုမှာ6တုံးများ6ချပေးသွားတာအတွက်ကျွန်တော်အဲဒီတုံးများတင်းနဲ့သုံး6ခုထဲကတုံးများရဲ့6ရဲ့အပူပေါ့နော်โอเค6ตม6ก็นี่ดีนี่ได้มั้ยบ่เนาะจนไม่สวยงามตีออกลงอยู่ท่าดาเลยไม่ศีผู้สาเลโกตัวนี้นะก็ปรับไปชิ้นဖြစ်ไปได้3.6 6เนี่ยนี่ปอง6 တုံများနဲ့တုံများပေါင်းတုံများကိုလီ3ချိန်နဲ့ချင်း16ခုနဲ့ပေါင်းတာ73ဆိုတော့ဒီချိန်နဲ့ချင်းပေါင်း16လေးနဲ့ပေါင်းရင်20 33ပေါင်း6ဆိုပြီးတော့ဒီမှာဆိုရင်6ခု8ကိုလို့ယူမယ်ပေါ့နော်ပြီးရင်3နဲ့ထပ်ပေါင်းတာဆိုရင်7ရမယ်73 6ခု8ခုနှစ်တုံးမှာ6 6နှစ်ချပေးသွားတာဖြစ်ပါတယ်အဲ့ဒီမှာလေအပူဖြစ်တယ်ပေါ့နော်6ရက်2ရက်6 6နှစ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီမှာမိုက်ဆွေများလည်း တန်းနည်းလေးလာလို့ရအောင်ဆိုပြီးတော့ဒီမှာအကုန်လုံးရေးပြပေးထားတာပေါ့နော်ဆိုရင်ဒီ6ရက်5ရက်က30ရှင်းနဲ့ပေါင်းတာရှင်း၃နှစ်ကျင်၆နှစ်နှစ်ကျင်၄၄နဲ့၃များနဲ့ပေါင်း၄၃များနဲ့၈ပေါင်းရှင်း၈၈နှစ်ကျင်၁၆၆၇၃ဆိုတော့ကျွန်တော်အိမ်မှာ၆ရက်၄ရက်ပေါင်းရှင်း၃၀ရှင်းနှစ်ကျင်ပေါင်းတာ၁၆၆နှစ်၄ပေါင်းရင်၃၀ဒီမှာ၃တလုံးကျန်နေပါတော့ဒါကြောင့်မို့ 3656693နဲ့ပေါင်းရှင်93မြ3056693တဲ့က665အဲ့ဒီမှာလည်းအပူဖြစ်တယ်ဗောနော်665ဖြစ်ပါတယ်ဒီ665ကလည်းကျွန်တော်တို့ပြီးခရင်2024နဲ့လေးမှာမွေကနန်းခြားပြီးသွားတာဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်ဒီ665တပင်ကနေထပ်ပြီးလည်လာကြည့်မယ်ဗောနော် ဒီခွန်9လီ35ပေါ့နော်ငါနဲ့ဒီရှင်းနေပေါင်းတာ73ဒီငါနဲ့ချိန်30 3နဲ့ချိန်က6နဲ့တုံမြပေါင်းနဲ့ခွန်9က16 6နဲ့ချိန်7နဲ့ခွန်ပေါင်း9ဖြစ်ပါတယ်။ဒါဆိုရင်ဒီ3နဲ့6ပေါင်း9 9နဲ့9ပေါင်းတာ17ရှင်းနေနေပေါင်း30ပေါ့နော်ကြာနေတာက6တလုံးကြာနေတာဖြစ်ပါတယ်။ဒါကြောင့်မို့6899ကို3ပေါင်းရှင်းစနစ်ဆိုတဲ့အတွက်6899နေ3ဖြစ်မယ်ပါနော် အဲ့ဒီဟိတ်က6ချောင်းနဲ့ခြားပြီးသွားတာဖြစ်ပါတယ်အဲ့ဒီမှာလည်းကျွန်တော်6ချောင်းနဲ့မွေးကနန်းထပ်ပြီးတော့ခြားပြီးသွားခဲ့တယ်ပေါ့နော်6ချောင်းနဲ့နှစ်ချိန်ဆက်တိုက်အဒီမှာမွေးကနန်းတော့6ခြားခြားပြီးသွားတာဖြစ်ပါတယ်โอเค6ချောင်းနဲ့တပင် ကနေထပ်ပြီးလေ့လာကြအောင်၄၅၀၄တလုံး၃မြတ်နှစ်ချိန်၃မြတ်နေ့နေ့နဲ့ဒီ6နဲ့ပေါင်းတာရှိ1930 1930 3နှစ်ချိန်6 9နဲ့ပေါင်းတာ73ပေါ့နော် နေနချင်းနဲ့သစက်တုံများနဲ့၃ပေါင်းချင်း၃00တဲ့အတွက်3569တုံများအပြီးခွေရမှာဖြစ်ပါတယ်။3569တုံများတဲ့ကသူရှားပြီးတော့ကတုံညာနဲ့လေးလေးတုံများလေးလေးပါနော်။တုံများလေးလေးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာလေးအပူဖြစ်ပါတယ်။ Okay တုံများလေးလေးကနေထပ်ပြီးလေလာကြည့်မယ်။ဒီ9 9လီက20နဲ့9 9နဲ့ဒီ6နဲ့က73 3.6 ဒီရှိရှိနေနေပေါင်း30 9နဲ့3ညာနဲ့က9 63က9နဲ့နဲ့နဲ့ခုံပေါက်9ပေါ့နော်ဆိုတော့ဒီ6နဲ့9ပေါင်း7တင်နဲ့9ပေါင်း30တင်နဲ့9ပေါင်း30ဆိုရဲတော့3ညာရမယ်3ညာ3နဲ့3 3ကိုပုံသေး3နဲ့ထပ်ပေါင်းတော့6ခွန်း3ညာ3နဲ့3 6ခွန်းပါနိနိတိအဲ့ဒီမှာလေအပူဖြစ်တယ်ပေါ့နော်နိနိတိခြားပေးသွားတာဖြစ်ပါတယ် โอเคဒီနေ့တည်းမဲ့နေ့နေ့တဲ့ပင်ကနေနောက်ထပ်တဲ့ပင်ကို ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ငားတလီငားငားခုံကစနစ်၃နှစ်ချိန်က၆ရှောင်းနှစ်ချိန်ကစနစ်၃ကိုကလည်းစနစ်၈နဲ့၃မြောင်းနဲ့က၈၇၃လီက20နဲ့တိဖြစ်မယ်ပေါ့နော်ဒါဆိုရင်နေ့နှစ်ချိန်ပေါင်းရှင်းကလေ၆ရှောင်းနဲ့ပေါင်းရင်10နေ့နဲ့ရှင်းပေါင်း10ကျန်နေတာကတိတလုံးကျန်တဲ့အတွက်ကြောင့်မို့တိနေ၃လေးလေးကို၃နဲ့ထပ်ပေါင်းရှင်းခွန်ရမယ်ပေါ့နော်ခွန်၈ တင်းတင်း၃လေးခွန်ချင်းမှာ၈လေး၃ချပေးသွားတာဖြစ်ပါတယ်နင်းနေတည်ပြီးတော့နောက်ထပ်တစ်ပြိုင်မှာ၈လေး၃ပေါ့နော်၃ရက်၄ရက်၈ရက်၈လေး၃ချပေးသွားတာဖြစ်ပါတယ်โอเคနောက်ထပ်အဲ့ဒီနေ့တိုင်းမှာ၈လေး၃ကနေထပ်ပြီးတွေ့ကြည့်မယ်ပေါ့နော်65လီက30ကိုနဲ့ပေါင်းရှင်ကို6နှစ်ချင်းဆက်နှစ်6နှစ်ချင်းဆက်နှစ်နည်းနည်းပေါင်း4ပေါ့နော်ကိုတော်များပေါင်းကို98က79 8 8ခွန်က15ဖြစ်မယ်ပေါ့နော် ပါစင်ဒီနော်တော့ကိုနှချိန်က78ပေါ့နော်ရှင်းနေပေါင်း34ခွန်က73တင်း9ပေါင်းရှင်း600မှာဖြစ်ပါတယ်လေခွန်စတဲ့တင်ငါပေါင်းရှင်း600ရာတဲ့အတွက်ကြောင့်မို့6ခွန်89ဖြစ်မယ်ပေါ့နော်ကိုကို3ပေါင်းရှင်းက12ရာတဲ့အတွက်6ခွန်89ည3ထဲကသူချပေးသွားတာက843ပြီးတော့763ဖြစ်ပါတယ်763ဆိုရတဲ့ ဒီဘက်က6 7ရက်6ရက်3ရက်ဆိုပြီးတော့၃လုံးပါတယ်ပေါ့နော်။မထာ6 6 3ကနေထပ်ပြီးလေ့လာကြည့်မယ်။ဒီ9တုံများလီတုံများပေါ့နော်။ကဲ့ရခွန်နဲ့ပေါင်းရှင်းခွန်ရမှာဖြစ်ပါတယ်။နေ့နှစ်ကြိမ်ကလေမထာနေ့နှစ်ကြိမ်ကလေပေါ့နော်တုံများနဲ့ပေါင်းရှင်း၄ဖြစ်မယ်ပေါ့နော်။နေ့နှစ်ချင်းနဲ့က30နှလုံးရှင်းသွားမယ်ပေါ့နော်။ရှင်းတဲ့ပေါင်း9 9နှစ်ကြိမ်78ရှစ်ခွန်က15ဖြစ်မယ်ပေါ့နော်။ ကျွန်တော်ကျွန်တော်အိမ်မှာဒီခွန်နဲ့လေးနဲ့က73တင်းနဲ့9ပေါင်း30လေးနဲ့အတီ9နဲ့ပေါင်းရှင်900ရာတွေအတွက်ကြောင့်မို့9တော်များတင်းနဲ့နှစ်ကို3ပေါင်းရှင်9 6 9တော်များတင်းနဲ့9 6ထဲကတူချပြီးသွားတာနှစ်တော်များ9ဖြစ်ပါတယ်နှစ်တော်များ9 9တော်များနှစ်နှစ်တော်များ9ရှာပြီးသွားတာဖြစ်ပါတယ် နေတော်များကိုကနေဒီအပေါ်ကယူတဲ့နေတိုင်းပဲကျွန်တော်ထပ်ပြီးတူတူလေးလာကြည့်အောင်ပါနော်ခွန်ကားဒီ35 9နဲ့ချိန်30 4 6 30 4 6 30ပါနော်93က6ရမှာဖြစ်ပါတယ်ခွန်6က73ခွန်ကားဒီမှာ3ချိန်ဖြစ်မယ်ပါနော်20နဲ့1 9နဲ့8ပေါင်းရှင်းက73ဖြစ်မယ် ၃နဲ့၃ပေါင်းရှင်၆၆နဲ့ဒီတင်နဲ့ထပ်ပေါင်းတာခွန်ရတယ်ပေါ့နော်။ဒါကြောင့်မို့ခွန်၈၉၃၃မြ၃မြကို၃နဲ့ထပ်ပေါင်းရှင်၃ပေါ့နော်။လေးခွန်၈၉၃မြ၃လေးမှာခွန်ခွန်၉ရှားပေးသွားတာဖြစ်ပါတယ်။ခွန်ရ၉ရခွန်ခွန်၉ Okay နောက်ထပ်တစ်ပင်အာကျွန်တော်မရှိနာတီအောင်ပေါ့နော်။ဒီ၈၅၄၀ခုနှစ်ပေါင်းရှင်ခွန်ဒီနှစ်နှစ်ကြိမ်ပေါင်းရှင်၄ ကိုနဲ့တေပောင်း30ကိုနဲ့တေပောင်း30ပါနော်ကိုလေးက73လေးရှိက7ခွန်3လီက20နဲ့တေပါနော်ဆိုတော့ကျွန်တော်ခွန်3ပေါင်းရှင်း30ယူမယ်၄နဲ့2ပေါင်းရှင်း6ရှောင်းနဲ့တေပောင်းရှင်းခွန်ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီတပြင်မှာလေခွန်8 9တို့များ3လီပဲထပ်ပြီးရမှာဖြစ်ပါတယ်ခွန်ခွန်ကိုပြီးတော့နောက်ထပ်တစ်ပြည်မှာခွန်တုံများတုံများဖြစ်ပါတယ်ခွန်ရ တုံများရဲ့ခွန်တုံများတုံများပါနော်နောက်ထပ်တစ်ပင်ခွန်နှစ်ရာတစ်ပင်ကနေတစ်ပင်လေးလာကြည့်မယ်ပါနော်ဒီ99လေး25 98ပေါင်း73 99ကျင်း30နှစ်နှစ်ကျင်းက4ပေါ့နော်99နှစ်ကျင်းပေါင်း30ဖြစ်ပါတယ်ရှင်းနှစ်ချပေါင်း16နှစ်နှစ်လေးချက်က6 30ခွန် လေးနဲ့6ကာ30ခွန်3ပေါင်း30 6တလုံးဂျန်တဲ့အတွက်ကြောင့်မို့6ခွန်89 6ခွန်89ကိုကို3ပေါင်းရှင်းစနစ်ဖြစ်မယ်ပေါ့နော်73 6ခွန်89ညီတော့တဲ့မှာ3ခွန်ခွန်ချပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဟာခွန်ရ3ရ3ခွန်ခွန်အပူဖြစ်ပါတယ်ရှင်း9လီ40ခွန်ပေါ့နော်9နဲ့ဂျန်က30 နိနေချင်းနဲ့ကတဆေနိနေချင်းနဲ့ကတဆေပေါ့နော်၃၆ကနာနေနိနေကခွန်ဖြစ်မယ်ပြီးရင်တင့်နာကြိုင်ကနိနိနေခွန်ပေါင်းရှင်၉ဖြစ်ပါတယ်ခွန်၉ပေါင်းရှင်56နောက်ထပ်ခွန်၉ပေါင်း16ဆိုတဲ့အတွက်6နဲ့6ပေါင်း12ရမှာဖြစ်ပါတယ်နေ3 4 5ကို3ပေါင်းရှင်7ဖြစ်ပါတယ်ပြီးရင်9နေ3 4 5 7ကိုမှ7 4 6ပြီးသွားတာဖြစ်ပါတယ် ဒါကြောင့်မို့ဒီဘက်က၄ရက်၆ရက်၉ရက်၈ကိုလေးဖြစ်တယ်ပေါ့နော်နောက်ထပ်ဒီ၈ငါးလေး40ဒီ၈နဲ့ပေါင်းရှင်းချင်းငါးနဲ့ကြိုင်30တင်းနဲ့ကြိုင်ကနိနိနဲ့ဒီ၈နဲ့က30ပေါ့နော်၃ညနဲ့9ကခွန်၈တက်က9ပြီးရင်6နဲ့ကြိုင်က7နိနဲ့ခွန်ပေါင်း9ဖြစ်မယ်ပေါ့နော် အရှင်ရှိခွန်ပေါင်းရှင်က55ရမယ်994 54 63ဖြစ်မယ်ပေါ့နော်3456ရောက်ကို3ပေါင်းရှင်ကိုပေါ့နော်အဲ့မှာနင်းနဲ့ပေါင်းမိသွားတယ်ပေါ့နော်ကိုတုံများဖြစ်မယ်ပေါ့နော်အဲ့မှာ963ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့3ရဲ့5ရဲ့6ရဲ့963ချပေးသွားတာဖြစ်ပါတယ်ဒီမှာ3နဲ့ပေါင်းရမှာပေါ့နော်ကျွန်တော်ရှင်းနဲ့ကိုလို့ရေးမိသွားတယ် နောက်တစ်ခုခွန်9လီ35ငါးနဲ့ခွန်ပေါင်းရှင်းစနစ်ဖြစ်မှာဖြစ်ပါတယ်3နဲ့ကြိမ်က6 30 30ဆေးပေါ့နော်ပြီးရင်ခွန်နဲ့၄က7 9ခွန်ကစနစ်ဖြစ်မယ်ပြီးရင်9နဲ့ကြိမ်78 8ခွန်က55ဆိုတော့ကျွန်တော်ဒီနိနေနိပေါင်းရှင်း၄ပေါ့နော်၄နဲ့6ပေါင်း30ဖြစ်သွားမယ်တင်းနဲ့5ပေါင်းရှင်း6ရောက်မှာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့6ခွန်6ကိုကိုကုန်3ပေါင်းတာစနင်းဆက်တော့6ခွန်6ကိုနေတော့မှာ6ခွန်6ပြီးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ6ခွန်6 68ခွန်ဖြစ်ပါပါနော်။ပြီးရင်68ခွန်တပြန်နေဒီအပေါ်ကယူတဲ့နေ့တိုင်းပဲပါနော်။65လီ30ကို3နှစ်ချိန်ပေါင်းရှင်း6 6နှစ်ချိန်စနင်း တုံများနဲ့တစ်ပေါင်းတစ်ရှင်းနဲ့တုံများနဲ့ပေါင်းရှင်းပေါ့နော်ရှောင်းနာကျင်စနစ်နင်းနဲ့ခွန်ပေါင်း900ရာမှာဖြစ်ပါတယ်9တေက30နင်းနဲ့ရှင်းပေါင်း30 69ပေါင်းရှင်းက15ဖြစ်တဲ့အတွက်ကြောင့်မို့96 89 3ပေါင်းရှင်း17ပေါ့နော်စနစ်96 89တင်းနဲ့မှာနင်းနဲ့ခွန်ချပေးသွားတာဖြစ်ပါတယ်နင်းနဲ့ခွန်ဆိုတဲ့အတွက်ဒီမှာတော့ပြေခရတဲ့ဘာကျွန်တော်96ပုံတူရတယ်ပေါ့နော်တော်တော် တန်းနည်းတစ်ခုဖောင်ပြီးတော့ခွန်ရနေ့ရက်နိနစ်ခွန်ချပေးသွားတာဖြစ်ပါတယ်။နင်9လီ30 6တလုံး7နှစ်ကြိမ်16 4နှစ်ကြိမ်58ပေါ့နော်3နှစ်ကြိမ်6ဆိုတဲ့အတွက်7နှစ်6ပေါင်းက74 4လေးပေါင်းချင်းချင်းခွန်လေးက73 3နှစ်ကြိမ်3များခွန်နဲ့ထပ်ပေါင်းအောင်ဖြစ်ပါတယ်။6နှစ်လေးပေါင်းချင်း30ပေါ့နော်6ရက်7ရက်ပေါင်းချင်းက14 4ဒီပေါင်းချင်းက9ကို ခွန်ပေါင်းတော့စနစ်ရမှာဖြစ်ပါတယ်နေ345ပေါ့နော်နေ345ကို3ပေါင်းရှင်းရှင်းကိုဒါဆိုရင်ဒီတွဲနေ့အတိုင်းသာထပ်ပြီးတော့ခြားပြီးသွားခင်မယ်ဆိုရင်တော့အချိန်ချိန်မှာနေ345ချစ်ကူအပြေးခွေစုပြီးရမှာဖြစ်တယ်ပေါ့နော်အပြင်ပေါင်း16ချိန်ထိအဒီတွဲနေ့အတိုင်းပဲဒီမှာသဖြင့်ရှင်းပြပေးထားတာဆိုရင်တောင်လျှောက်ကိုပေးနေသေးပဲပေါ့နော်โอเคကျွန်တော်တို့တွင်နေတကွာချပြပေးလိုက်တဲ့အချိန်ကြမှာ ဒါမကောင်းစွာပဲဖောက်သွားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီချိန်ချိန်မှာနေ3 4 5 6ကိုပြည့်ခဲ့တဲ့တပတ်မှာ5 6 8ပုံတူတယ်ဆိုပေမဲ့ပြတ်သွားတယ်ပေါ့နော်ဒီ20 6လောက်တာဆက်ပြီးတော့ခြားပြီးသွားတာဖြစ်ပါတယ်ဒီတပတ်မှာတော့ဒီမှာ3 3 3 4 5 6ဆိုတဲ့အတွက်နေ3 4 5ထဲကအပြင်းများပေးသွားမလားဘောနော်ကျင်းနေတဲ့နေ့တစ်ခုခုကိုပဲရွေးချယ်ပြီးတော့အသုံးပြုတာပို့ပြီးတော့တင်လို့ရတယ်ဘောနော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်ကြည့်ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ